စကိုင်းငလင်ကြီးလှုပ်ခတ်မှုအပြီးတလာခွဲကျော်ကာလအတွင်းစိုးစုဟာစကိုင်းနယ်မန္တလေးမြို့ကိုအကြိမ်ပေါင်း၁၀၀ကျော်လေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်ချက်လက်တွေအရသိရပါတယ်။စကိုင်းမြို့အနောက်မြောက်ဘက်၁၆ကီလိုမီတာအကွာကိုဘိုးအပြုတ်လှုပ်ခတ်ခဲ့တဲ့မလ၂၈ရက်စကိုင်းငလင်ဖြစ်ပွားတဲ့ရက်ကနေမေလ၁၆ရက်အတွင်း ဆော့စုဟာမန္တလေးမြို့ကိုအကြိမ်ပေါင်း112ကြိမ်လေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးစကိုင်းမြို့ကိုလည်းအလားတူအကြိမ်ပေါင်း112ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ရပ်ပေါင်း50ရက်အတွင်းဆော့စုရဲ့အကြိမ်ပေါင်း100ကြိမ်လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်စကိုင်းမြို့မှာသေဆုံးသူ133ဦးရှိခဲ့ပြီးဒဏ်ရာရှိသူပေါင်း290ရှိခဲ့တယ်လို့ UNG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့စည်ရင်းအချက်အလက်တွေကသိရပါဗျ။အလားတူဆော့စုရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့် မန္တလေးမြို့မှာသေဆုံးသူ64ဦးရှိခဲ့ပြီးဒဏ်ရာရရှိသူ192ဦးရှိခဲ့ပါတယ်။အဆိုပါရဲ့အတွင်းမှာဆိုးဆူဟာမကွေးမြို့ကိုလည်း46ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီး29ဦးသေဆုံးခဲ့ကပြည်သူ40ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဆိုးဆူရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုအတွင်းចောင်းသားចောင်းသူတွေအပါအဝင်အသက်16နှစ်အောက်ကလေးငယ်တွေလည်းပါဝင်ခဲ့ပါတယ်။